အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ26ရက်နေ့ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စိတ်ဖြူမျိုးဘောလုံးကွင်းကထွက်လာတဲ့အင်းအား200ပါစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရာစစ်တပ်က9ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမျိုးနယ်ဘောလုံးကွင်းကနေထွက်လာတဲ့အင်းအား200ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေတိုက်ခိုက်လို့စစ်တပ်ကတပ်သား9ဦးသေဆုံးခဲ့တယ်လို့မကွေးပခခဖရဲ့ရွှေရှားစစ်ကြောင်း ရှင်းနတာကော်လန်ကထုတ်ပြန်ပါရယ်စစ်တရက်ကပါစာ21ကပါစာ22လာကာတာ2036လာစာခါကိုခလာရ73တမခ88တို့ကစုပေါင်းထားတဲ့အင်အား200ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကအော်တိုဘာလ25ရက်နေ့မှာခွေးပင်ချောင်းရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါရယ်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကား15စီးနဲ့စိတ်ဖြူမျိုးဘောလုံးကွင်းကနေထွက်လာတာဖြစ်တယ်လို့သိရပါရယ် တော်လန်တက်တွေပူပေါင်းတိုက်ခိုက်မှုကြောင့်စစ်အုပ်စုဘက်က9ဦးထက်မနည်းသေပြီး10ဦးအထက်ထဏ်ရာရသွားတယ်လို့ရင်းနှီးသားကော်လန်ကဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကထိုးစစ်အရှိန်မြှင့်ရာချင်းတောင်ကျေးရွာအနီးမှာကြီးတွေ့ပစ်ခတ်မှုဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာဆက်လင်းမျိုးနဲ့တညောင်တိုက်နယ်လျှက်စစ်ခွဲယုံမှရှိတဲ့စစ်သားတွေကစစ်တပ်စစ်ကြောင်းကိုလက်နက်ကြီးပစ်ကူပေးခဲ့ပြီးစိတ်ဖြူဆက်လင်းကားလမ်းအတိုင်းထိုးစစ်အရှိန်မြှင့်ခဲ့တာကြောင့်ဒေါ်လန်ရဲတပ်ဖွဲ့တွေနှောက်ဆုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုထိတွေ့တိုက်ပွဲအတွင်းစစ်ကားနှစ်စီးဖြက်စီးသွားတယ်လို့လည်းသိရပါဗျ။ဒီတိုက်ခိုက်မှုကိုမခွေတိုင်ပါကဖရွှေလျာစစ်ကြောင်းရှင်နာသာခေါ်လန်ပခုတ်ကူခရိုင်အမှတ်ဆက်ကိုတရင်နဲ့အမှတ်လေးတရင်တို့မှပူးတွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးနေပြည်တော်ကင်းတာနှစ်ရဲဘက်စခန်းတွင်စခန်းတာဝန်ခံနှင့်လက်ထောက်ကြီးကြပ်ရေးမှုထင်းလင်းဦးကအကျဉ်းသားများကိုငွေကြေးချိမ့်ချောက်တောင်းခံသည့်အပြင်ရိုက်နှက်ဖိနှိပ်ခြင်းများအကြီးအကျယ်လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နေပြည်တော်ကင်းတာနှင့်ရဲဘတ်စခန်းတွင်စခန်းတာဝန်ကနှင့်လက်ထောက်ကြီးကြက်ရည်မှုထင်းလင်းဦးကအကျဉ်းသားများကိုငွေကြေးချင်းချောက်တောင်းခံသည့်အပြင်ရိုင်းနှက်ဖိနှိပ်ခြင်းများအကြီးအကျယ်လုပ်နေကြောင်းအကျဉ်းဦးစီးဌာနတရင်ရင်းမြစ်ကပြောဆိုပါသည်ကင်းတာနှင့်ရဲဘတ်အကျဉ်းစခန်းအတွင်တွင်အကျဉ်းသားများအနေဖြင့်လွတ်လပ်စွာနေထိုင်ခွင့်ရှိသည့်ကြက်ချံတွင်နေမီဆိုလျင်တဦးလျင်ငွေကြက်25သိန်းငါးခန့်တွင်နေမီဆိုလျင်တဦးလျင်ငွေကြက်သိန်း30ဝက်ချံတွင်နေမီဆိုလျင်တဦးလျင်ငွေကြက်သိန်း20 ်မိဖို့ကြီးတွင်နေမည်ဆိုလျင်ငွေကျပ်15သိန်းငါးချံတွင်နေမည်ဆိုလျင်ကျပ်သိန်း20ငွေကြေးပေးမှသာနေထိုင်ခွင့်ရကြောင်းသိရပါတယ်ဝက်ချံ၅ခန်းမှနေရင်လွတ်လွတ်လပ်လပ်လှုပ်ချင်တာအကုန်လှုပ်လို့ရတယ်အခွင့်ရေးကလက်တဆုံနှိုက်လို့ရတယ်အရက်သေးစားကအစအိမ်ကမိမလာတာကအစလွတ်လပ်စွာနေထိုင်ခွင့်ရတယ်အဲ့ဒါကိုစကန်းတာဝန်ကံကျော်မင်းထွန်းကတိန့်ချီတောင်းနေတာဟုအချင်းစကန်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ထို့ပြင်ရဲဘက်စခန်းတို့အကျဉ်းသားအစ်စ်ရောက်သည့်အချိန်တိုင်းတွင်ငွေချင်းများချင်းချောက်တောင်းခံခြင်းအကျဉ်းသားများအပေါ်အလုတ်အချိန် တစ်နှစ်အတိုင်းအတာတက်ကို၍ကြောက်ထုတ်ခိုင်းကြောင်းသိရပါတယ်အကျဉ်းသားတွေအပေါ်အလုတ်စီခိုင်းတာဘောင်းကျော်အထိခိုင်းပါရယ်အကျဉ်းသားတီးတန့်ဆိုအပြင်းမာတိုက်ခန်းနဲ့တခန်းတနာနဲ့နေရတယ်အပြင်းအခန်းတီးတန့်ဆိုရင်300ခန်းအထိတောင်းရနေစကန်းတာဝန်ခံကတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးဟုအကျဉ်းစကန်းတရင်ရင်မြက်ကဆက်လက်ရှင်းပြပါရယ်ထို့ပြင်ရဲဘက်စကန်းလက်ထောက်ကြီးကြပ်ရည်မှုတစ်ထင်းလင်းဦးကအကျဉ်းသားများအပေါ်ဆဲဆိုချိန်မှောက်ပြီးအရက်တေစာတောက်စားမှုရနေလေရှိကြောင်းရှင်းပြင်အကျဉ်းသားများအပေါ်ဖိနှိပ်ချုပ်ချယ်ရိုက်နှက်ခြင်းများလှောက်ဆောင်နေကြောင်း အကျဉ်းထောင်တွင်လူမိုက်မွေငွေကြေးရှာဆက်ကြေးကောက်ခိုင်းနေကြောင်းသိရပါတယ်။ဆက်လက်ပြီး KK ဘတ်အတွင်၃ရက်ဆက်ပုံများပေါက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ပိုင်းမြို့နယ် KK ဘတ်အတွင်း၃ရက်ဆက်ပောက်ကွဲမှုတွေဖြစ်ပွားလျက်ရှိတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။အော်တိုဘာ၂၅ရက်ညပိုင်းကထိုင်းမြန်မာနယ်ဆက်မြောက်ပိုင်းမြို့နယ်ရှိ KK ဘတ်အတွင်းပောက်ကွဲမှု၃ချိန်ခန့်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး drone ဖြန့်တမ်းမှုတွေကိုမဲဆောက်မြို့ကနေတွေ့မြင်ရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နဲ့23ရက်ကလည်းအလားတူပေါက်ကွဲတံတွေကြားရပြီးမိလောင်မှုဖြစ်ပွားနေတဲ့မိကိုတန်တွေတွေ့မြင်ရတယ်လို့ဆိုပါတယ်စစ်တပ်ကဝင်စည်းမယ်လို့သတင်းထွက်ပြီးတဲ့နောက် KK ဘက်ကနေထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးသူစုစုပေါင်း1233ယောက်ကိုထိုင်းအာဏာပိုင်တွေကစီစစ်မှုတွေလှုပ်ဆောင်ကယာယီခေလုံရေးစခန်းတွေမှာထိန်းသိမ်းထားရတယ်လို့ဆိုပါတယ်ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်